အော်ဝမ်းသာပါတယ်ကျွန်တော်တို့ဒီအာရတော့အဖေကကျွန်တော်တို့ရန်ပုံဝင်ပွဲလည်းရှိမှအများကြီးလုပ်ခဲ့ပြီးအခုတစ်ခေါက်ကြတော့အရင်ခေါက်နဲ့မတူဘူးဒီငလင်းကြောင်ဒီပျက်စီးဆုံးရှုံးသွားတဲ့ဒေတာတွေရှိတယ်အာအဲ့အချိန်တုန်းကကျွန်တော်တို့ဟိုလူတွေလုပ်ခဲ့ရရရှိတယ်အခုကြတော့ပြန်လဲတီဆောက်ရေးပေါ့နော်တီဆောက်ရေးနောက်ပြန်လဲထူထောင်ရေးအဲ့အတွက်ဒီအတွက်အဲ့အခန်းခန်းတိုင်းမှာလိုအပ်တဲ့နေရာမှာကျွန်တော်တို့တောက်လှူဒန်းဖို့အတွက်အခုလိုမျိုးရမုံငွေပွဲတွေကိုကျွန်တော်တို့တက်ဆန်းတဲ့လောက်လေးတွေအခုလိုအာ ရန်ကုန်မှာဆိုလည်းကျင်းပါရဲတခြားနေရာမှာဆိုလည်းကျင်းပါရဲကျွန်တော်ရှေ့တနေ့ရဆိုလို့ရှိရင်လည်းကျွန်တော်တို့တိုက်ကြီးမှာသွားပြီးတော့ကျင်းပါပြီပေါ့နော်အဲ့လိုမျိုးလေးပဲအလှူဝဲတွေအများကြီးလိုက်လို့ဖြစ်နေတာပါဟုတ်ကဲ့အာပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကကျွန်တော်တို့တက်နိုင်တဲ့အလှူတွေတခြားအဖွဲ့အစည်းတွေလှူလိုက်တာရှိတယ်မနေ့ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ရုပ်ရှင်အဲသဘင်ဂီတာ ဘရီဒါကာဝဲရှိရအမှကျွန်တော်တချင်းနေဆိုရအခုလိုမျိုးဘောလုံးလေးကန်နဲ့အဖွဲစည်းနေလုတ်တယ်ဆိုတာကြတော့ကျွန်တော်ဒီလိုမျိုးလုတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်နောက်မှာစပွန်ဆာသမားကြီးပါလာမယ်။နောက်ဒီအစီအစဉ်လေးကိုကြည့်ရှုနေရလူတွေပါမယ်။ဒီအစီအစဉ်မှာပါဝင်နေရဲ့ဒီအမှုပညာရှင်တွေရဲ့ပရိသတ်တွေပါလာမယ်။နောက်တခြားတခြားအဲဘက်ပေါင်းဆောင်ကလူတွေပါလာမယ်။အဲ့ဒီလိုပါလာမှကျွန်တော်တို့ကအလူငွေလာပေါင်းပြီးထည့်လို့ရမယ်။ပို့ပြီးတော့ကျွန်တော်ရမုံငွေပို့များလာမယ်။အဲတချို့အလူတွေကြတော့အခမ်းအနားတွေနဲ့ပွဲတွေနဲ့လုံးမသာလဲ။ အဲဖြစ်မြောက်တဲ့အပွဲမျိုးတွေရှိရယ်ပေါ့နော်ဒါအဲ့အရာကြီးကိုကြတော့ချိုးကတည်းရလူတွေရှိရယ်မတည်းရလူတွေရှိရယ်ချိုးကြောက်လည်းကွက်ကွက်ဒီတိုင်းလှူလိုက်ရင်လည်းရတာပဲလို့အလွယ်ပြောရလူတွေရှိရယ်အဲ့ဒီထဲမှာမှကျွန်တော်တို့အခုလုပ်တဲ့ပွဲတွေအကြီးရပဲဖြစ်ဖြစ်သေးရပဲဖြစ်ဖြစ်ဒစီတစ်ပိုင်းပါဝင်တာပါအဲ့ဒီပုံစံလေးနဲ့ပဲကျွန်တော်တို့ဒီလိုအလူပွဲလေးလုပ်ဖြစ်နေရပါဟုတ်ပြောတာပေါ့ PD ပေါ့ကျွန်တော်တို့အခုလိုလုပ်ပေးလိုက်တယ်ဒီပွဲကနေရတဲ့အလူငွေတွေကိုကျွန်တော်တို့ အပါဝင်သွားရောက်လူတန်းတာပဲဖြစ်ဖြစ်ကျွန်တော်တို့မပါဘဲနဲ့သက်ဆိုင်ရာတာဝန်ရှိရသူလူတန်းပဲတည်င်းပဲဖြစ်ဖြစ်တပုံပဲတွေးလိုက်ရရင်အော်ဒီလူထဲမှာငါတို့လူအားလေးပါဝင်ခဲ့တယ်ငါတို့ရဲ့အဲအချိန်လေးငါတို့ရဲ့ဒီဖြစ်ချင်းတဲ့အရာလေးပါဝင်ခဲ့တာပီတိဖြစ်ရတော့ပြောပါရဟုတ်ကဲ့အဲကျွန်တော်တို့ကဒီကလူတွေများတော့အဲ၃ဘိုင်းပေါ့နော်ပုံမှန်ဆိုရင်တော့ဘောလုံးက45မိနစ်2ဘိုင်းကန်တယ်ကျွန်တော်တို့ကတနအိုက်ခွဲချင်းအတူတူနိုင်ခွဲ3ဘိုင်းဆိုပြီးလူတွေများတော့ကိုယ့်အချိန်နဲ့ကိုယ်ကစားကြရပွဲလေးပါဟုတ် နော်အမြန်လေးဆိုတော့ဒါကတော့အကုန်လုံးပေါ့နော်လောကမှာရှိမြန်သားသမီးတိုင်းကိုအမေကိုဒါအာဂျင်းစီဆက်တဲ့ဘိုင်းနေရှိမယ်ကိုအမေကိုဆေချမ်းဆောင်လုပ်တဲ့အပိုင်းနေရှိတယ်အဲ့အတွက်ကအမေများနေဆိုတော့အမြဲတမ်းကြုံနေရပြည်တဲ့တော့အဝမ်းသာပါတယ်အမေများတွေ့တဲ့အခုလက်ရှိဒီဘဝမှာရှိသမျှလူတွေအကုန်လုံးမှာအမေကိုစီရှိကြမှာမရှိတဲ့လူပဲဖြစ်ဖြစ်ရှိတဲ့လူပဲဖြစ်အကုန်လုံးကိုအမေကိုဤစုပြီးတော့ကောင်းမှုကုသိုလ်တွေဖြစ်ဖြစ်ဆေချမ်းဆောင်လုပ်တာဖြစ်ဖြစ်အကုန်လုံးလုပ်နိုင်ကြပါလို့ဆုတောင်းပေးပါတယ်အမေနဲ့ဝန်ကြီးဖြစ်တဲ့ဖြစ်ပါဖြစ်တဲ့ဖြစ်ပါတယ်ဟုတ် အာအဲ့လိုတော့တခါလေးတော့လေးရှိတယ်တခါလေးတော့လည်းဥမာဟိုချို့အမေများနေရအမေမွေးနေကတနေ့ဝင်နေလို့အဲ့လိုဒီမျိုးကြုံမောင်းချင်အမေနဲ့ဖျားသွားလိုက်တာရှိတယ်မုတ်တူလုံးစားလိုက်တာရှိတယ်တခါလေးမကြုံလိုက်လို့ရှိရင်လည်းတခါလေးအမေဒီနေ့ကတော့အမေများနေပါ Happy Mother Day ပါလို့ပဲပေါ့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 အဲ့လိုပဲပြောလိုက်ဟုတ်အမေနဲ့ရောအနုပညာရောရှိပါတယ်အဲရှိပါအဓိကတော့တိုင်မင်နယ်ဆိုတာတဲ့အမေပြောတဲ့ဟာလေးတွေပဲလုပ်ဖြစ်အတူတူပြင်းသချင်းဆိုတဲ့အပိုင်းတွေ အဲဂီတာနဲ့ပတ်သက်တဲ့အပိုင်းလေးနောက်ပိုင်းအခုကျွန်တော်အဲအနုပညာဖန်တီးရဲ့အပိုင်းလေးဆိုကျွန်တော်စိတ်ကူးလေးနည်းနည်းဒွိဟာဖြစ်တဲ့အခါကျတော့ရှင်တော့ကို့အမေကလည်းအနုပညာသမားဆိုတော့ကို့အမေကိုပဲတိုင်ပင်ဖြစ်ပါရဲ့ဟုတ်ငယ်ရတော့ဆိုတာအမေတချို့ကနားထောင်နေချင်းချင်းလာနေတော့ပါပါပါရဲ့အာပါပါအာဘာလို့ဆိုတော့မိကအစိုးတော်ဆိုတော့သူတချင်းသွားဆိုတဲ့အခါနောက်သူကက်ဆက်ခွေတွေသူတိတ်ခွေထွက်တဲ့အခါဆိုရင်ဒီမှာအမြဲတမ်းဖွင့်နေတော့မိမိတချင်းနေလို့ပဲငြင်းနားထောင်နေရပါတော့အဲ့လိုတော့မဟုတ်ဘူးခင်ဗျမိเจ้าတော့မဟုတ်ဘူးအဲဟိုဘယ်လိုခေါ်မလဲ ဖေ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 ကြောင့်ပေါ့နော်အဖေဖေကပို့ပြီးတော့အလူပညာပို့ပို့ပြီးတော့အာတန်အဖေကြောင့်ပို့ဖြစ်တာပေါ့โอเคအမေမင်းလေးတို့ချစ်ဆက်ပြီးတော့လုပ်ကြတာရှိအဲအဲ့လိုတော့မရှိဘူးပေါ့တခါအခုနောက်ပိုင်းတော့မင်းဆိုထားတဲ့အဲတချင်းတွေတော့ဟိုတဖို့တော့ကျွန်တော်ပြန်ဆိုထားပါရဲ့ဟုတ်ကဲ့တော့သူ့ project တွေကြောင့်လည်းပေါ့ပေါ့ကာမပြန်ဆိုရင်လည်းဦးဇာနာလေးရှိတယ်ဒီလိုမျိုးလည်းထားတယ်အဲကျွန်တော်ဆိုထားတဲ့တချင်းကကြတော့ ဟိုအပြင်တော့အဲ့လိုထွက်ဖို့တော့မရှိဘူးပေါ့နော်အမေပြန်ဆိုတဲ့တခြင်းအဲဒီတခြင်းကမမီးရဲ့ကိုယ်ပိုင်တန်တခြင်းလေးကိုပဲကျွန်တော်ကကျွန်တော်ပဲဒီတိုင်းပဲအဲပြန်တည်ဆိုထားတဲ့သဘောနဲ့ပဲဆိုထားပါပေါ့နော်မြမအတန်ကတော့ပြန်ပြန်လွှင့်မှာတခါလေးပေါ့ခါလာလို့ဆိုဟုတ်ကဲ့ဟောဟိုဘာกว่าလဲဆိုတော့ version กว่าတယ်အဲဘလို့ပေါ့အမေတော့ကတော့သူခေတ္တအခါဒီဖန်တီးထားတဲ့ဂီတအမျိုးစားပါเนาะကျွန်တော်အခုပြန်ဆိုတဲ့ခါကျတော့ဒီဘက်ခေပုံစံမျိုးနဲ့ပြန်တီးပြီးဆိုတဲ့ခါတော့ဒီတီးလုံးမျိုးစားလေးပဲကွာလာတာပါကျွန်တော်ကတော့အတူတူပါပဲဟုတ် အော်ကျွန်တော်ဆိုတဲ့ version ကြတော့ဟိုတချင်းကိုဒီမူရင်းလောက်ကြီးတော့မကောင်းပါနဲ့အဲမူရင်းကိုတော့မပြည့်စည်ရဲ့ထဲမှာတော့ကျွန်တော်ထိန်းသိမ်းပြီးတော့စူထားရတဲ့အတွက်အဆင်ပြေပါတယ်ဟုတ်အမပါပါဘူးတီလုံးပြောင်းထားတဲ့ဆိုတာတီးတဲ့ music အမျိုးအစားပြောင်းတာပါเนาะကျွန်တော် mono နဲ့ studio ပဲပြောင်းတာအဲတီလုံးရဲ့တန်စင်းတစ်ခုလို့ကြောင်းထားတာမဟုတ်ဘူးညာဒီတချင်းပဲဒီတန်စင်းပဲတီးပုံတီနီတူရိယာလေးပဲနည်းနည်းလေးကွဲပြီးတီးထားပါကျွန်တော်က သူဖန်တီးထားတဲ့ဂီတကိုဖန်တီးထားတဲ့အတိုင်းပဲကြိုက်တယ်အဓိကကတော့မမေရဲ့သားဖြစ်တဲ့အတွက်အမိတချင်ကိုပြန်ဆိုတဲ့သဘောနဲ့ပဲကျွန်တော်ဆိုတာဟိုလိုမျိုး version ပြောင်းပြီးကျွန်တော်ဆိုတာမဟုတ်အဲဒီတီလုံးလေးပဲဒီ music ဘိုင်းလေးပဲပြောင်းပြီးကျွန်တော်ဆိုတာပေါ့ဒီလိုနောက် music တစ်တရားကလည်းအဲ့လိုပေါ့သူတို့ဖန်တီးမှုနဲ့ပေါ့နော်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်တော့ဟိုဘူးနဲ့ဒီအုံစားဘလို့အမြင်ရှိမယ်အမိတချင်အဲ့လိုမရှိပါဘူးကျွန်တော်ကတော့ဂီတဆိုရင်ကိုယ်အစဉ်ပြေကြိုက်နားထောင်လိုက်တာပဲတကယ်လို့ကိုမကြိုက်ဘူးဆိုရင်တော့မှအဲလိုက်ပြီးတော့ဟို blame တွေကိုလေကြော်လိုက်တယ်ကိုမကြိုက်ကြော်လိုက်ကိုကြိုက်နေဆန်းထားတယ်သူများတွေဖန်တီးတဲ့ပုံမှာတော့ကျွန်တော်ဘာမှဟိုလိုစူးစူးဝါးကြီးအဲ့လိုဖြစ်တဲ့ခံစားချက်မျိုးကျွန်တော်မရှိပါဘူးဟုတ်ကဲ့ဟုတ်ကဲ့အခုဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီနုပညာညီကိုရီးယားနေပြီးတော့ဒီငလင်းသဘာဝဘေးနဲ့ပတ်သက်ပြီးတော့ပြန်လဲထူထောင်ရေးတွေအဲခဏမျိုးစုံမှာကျွန်တော်လုပ်နေတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီအလူပွဲလေးကိုမြင်တဲ့အခါကျောက်ရှင်ဒီအလူပါအဲကျွန်တော်တို့ဆက်သွယ်ရမယ့်လူတန်းလို့ရမယ့်လိစာရေးဖုန်းနံပါတ်လေးရှိရဲအပရိသတ်တွေအနေနဲ့ အဲကျွန်တော်တို့နဲ့အတူတောင်းတဲ့နေရာနေပါဝင်ပြီးတော့အလူလေးမှာပါဝင်ပြီးပါကျွန်တော်ဖိတ်ခေါ်ပါတယ်လာဟုတ်